က်ပေးမဲ့တဲ့ရင်ကတော့တရားဝင်လိုက်စေမရှိဘဲနဲ့နိုင်ငံသားငွေကိုလဲလှယ်ခြင်းရောင်းချခြင်းနဲ့ဝယ်ယူခြင်းတွေပြုလုပ်နေတဲ့သူတွေကိုအေးအေးယူဆောင်ရမယ့်တဲ့ရင်ပဲဖြစ်ပါတယ်။ပြည်တွင်းမှာတရားဝင်လိုက်စေမရှိဘဲနဲ့နိုင်ငံသားငွေကြေးတွေကိုဝယ်ယူရောင်းချလဲလှယ်ခြင်းတွေကိုယူရချက်ရှိရှိနဲ့စာဝန်လျက်ရှိနေတဲ့လူပုဂ္ဂိုလ်ဖွဲ့စည်းတွေကိုတိတိယအေးအေးယူဆောင်နိုင်ရေးကိုအချိန်မြင့်ဆောင်တော့မှာဖြစ်တယ်လို့မြန်မာနိုင်ငံတော်ဘုဟုဘဏ်အထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နိုင်ငံခြားကိုလည်းလည်လုံးတင်းစီဖို့အတွက်ဈေးကစားမှုတွေမရှိစေရအတွက်သွင်းကုန်လုပ်ငန်းရှင်များလိုအပ်တဲ့နိုင်ငံခြားငွေတွေကို online trading platform မှာတစင်ရောင်းချပေးခြင်းနိုင်ငံခြားကိုစေကူတာခြင်းပညာတော်တင်သွားခြင်းဖျားမှုတာခြင်းအလောက်ကကိစ္စရများနဲ့ထွက်ခွာသူများအတွက်အသေးဆုံးနိုင်ငံခြားငွေများကိုပုဂ္ဂလိကဘဏ်များရဲ့ငွေလဲကောက်နာတွေမှာရောင်းချပေးရတွေကိုဆောင်ရွက်ပေးရရှိနေပါတယ် USDT နဲ့နိုင်ငံခြားဝင်ဈေးနှုန်းတွေကိုမတိမငိမ်ဖြစ်စေဖို့အတွက် Facebook page, Facebook group, Viber group နဲ့ application တွေကလှုပ်ဆောင်မှုတွေဆောင်ရွက်နေခြင်းတွေအဘိုးဘန်းဆောင်ကြည့်နေပြီးလှုပ်ဆောင်မှုတွေဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆံနေတဲ့လူပုဂ္ဂိုလ်များရဲ့ pay account နဲ့ banking account တွေကိုပိတ်သိမ်းခြင်းဖုန်းစက်ကတ်တွေကိုပိတ်သိမ်းခြင်းဒီဇယ်ဥပဒေများနဲ့အညီတရားစွဲဆိုရေးယူခြင်းတွေကိုလည်းဆောင်ရွက်နေရှိနေပါတယ်ဒီသတင်းကိုတော့ညကတူကပေးပို့လာတာပါ thank you က်ပေးမယ့်သတင်းကတော့မိုဘိုင်းဝေဂျင်းဝန်ဆောင်မှုနိုင်ငံများကိုအသုံးပြု၍